ီနေ့ကတော့အရသာရှိလာတဲ့မုံကြီးငဖဲဖတ်ထုတ်ပောင်းလေးလှူစားပါပဲဖြစ်ပါတယ်။ဒါကတော့ပါဝင်ပစ္စည်းရင်ဖြစ်တဲ့ချက်သွမ်းမိပြောင်းဖို့မုံလာဥနေနဲ့မုံကြီးရွက်တို့ပဲဖြစ်ပါတယ်။ပထမဆုံးမုံလာဥနေကိုအခုံခွာပါမယ်။ပြီးရင်တော့ဒီလိုပုံစံမျိုးလေးရအောင်လို့ဂျင်းနဲ့ချစ်ပါမယ်။ပြောင်းဖို့ဓာတ်နဲ့လှီးပါမယ်။ကျက်တော်မိတ်ကိုတက်တက်လေးဖြစ်အောင်ကကြင်းနဲ့ညှက်ပါမယ်။ ဒါကတော့ငဖဲ20သားပါ30သားကို3500နဲ့8000ပေးရပါတယ်ငဖဲတဲကို မုံလာဥနီပြောင်းဖူချက်သွမ်းမိတ် အကုန်လုံးထည့်ပြီးတော့တမအောင်နေပါမယ်မေယောကောင်းမွန်လေးထည့်ပြီးတော့နေပါမယ်။နေပြီးသားရည်ဆိုလို့ရှိရင်တော့ဒီလိုပုံမျိုးလေးရမှာပါ။မုံရင်းထုပ်ကိုတစ်ဖက်ချင်းခွာပါမယ်။ခွာပြီးတော့အရင်လေးတွေကိုလှီးပြီးတော့တန့်ဆင်လိုက်ပါမယ်။ ရင်နွေးထည့်ပြီးတော့ရင်နွေးစူစူတဲ့ကိုမုံညွတ်တွေထည့်ပြီးတော့ပြုတ်ပါမယ်။နှစ်ဖက်လုံးကိုနူးသွားတဲ့အထိပြုတ်ရမှာပါ။မုံညွတ်လေးပြုတ်လို့ပြီးပြီဆိုလို့ရှိရင်တော့ငဖယ်လက်တဆုပ်စာလောက်လေးတွေကိုယူပြီးတော့မုံညွတ်လေးနဲ့လိပ်ပေးရမှာပါ။ဒီလိုပုံစံမျိုးလေးတွေရပါမယ်။မုံညင်းထုံလေးတွေကိုထည့်ပြီးတော့ပေါင်းမဲ့စကားရဲကိုအကုန်ထည့်ပါမယ်။အောက်ကအိုးထဲမှာတော့ရင်နွေးထည့်ထားတာပါ။ ဒီအိုးကိုမီးဖို့ဝတင်ပြီးတော့မိနစ်20ခန့်ပေါင်းပေးပါမယ်။ဒါကတော့အချင်စန်းနီးလေးပါ။အချင်စန်းနီးရအောင်လွှဲပါရဲ။ရိုးရိုးအချင်ကိုပဲငရုတ်သီးမှုန်နည်းနည်းအချုံမှုန်နည်းနည်းဂျီရင်းနည်းနည်းထည့်ပြီးတော့တမအောင်မှုပေးလိုက်ရပါပြီ။မုံငင်းငဖယ်ဖတ်တုပ်ပေါင်းလေးချက်ပြီးဆိုရင်တော့ဒီလိုပုံစံမျိုးလေးရမှာပါ။အငွေ့တထားတော့နဲ့အရန်ကိုစားခြင်းစပွဲဖြစ်နေပါရဲ။ပကံထဲမှာတဲခင်းအလှဆင်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုပုံမျိုးလေးရပါပြီ။အဲဒီနေရာမှာအထက်ကငဖယ်သားလေးတွေကကြက်လားဆိုပြီးပြောကြရရှိရပါတော့။အဲ့တော့ ဖတ်ထုတ်တစ်ခုကိုဖွင့်ပြပါမယ်အထက်ကငဖယ်သားလေးတွေကလည်းပေါင်းထားအောင်မို့လို့ကြက်ပါတယ်ဒီဖတ်ထုတ်ကိုအချင်းနဲ့တို့ပြီးတော့စားလိုက်တဲ့အခါကျတော့လုံးဝအောင်ရှယ်ပဲပေါ့နော်ငဖယ်ကညှိလားဆိုတော့လုံးဝမညှိပါဘူးပြောင်းမှုနဲ့မုံလာဦးရဲ့အချို့အရာသားလေးနဲ့မို့အရင်ပဲစားကောင်းပါတယ်ရှင်ကလေးတွေရောလူကြီးတွေပါကြိုက်ပါမို့လို့အိမ်မှာမုံကြီးငဖယ်ဖတ်ထုတ်ပေါင်းလေးကိုပေါင်းစားကြည့်ကြပါနော်